မင်္ဂလာပါရှင် MT Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာဆရာဖုံးစုံမှုဥဒ္ဒါစာပေစေတမန်ရဲ့တည်ရင်နားစားဆိုရဲဇလန်းကိုတင်ဆက်ပေးခြင်းပါတယ်ဇလန်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ Channel ကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုခြင်းပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဘိုးကဆွေလို့မစေးတသေးသေးရွာနေတယ်နေဦးတော့မမြင်ရတာရက်တော်ကြပြီဘိုးကောင်းလို့နာကြောင့်စစ်တောင်းမြည်ရကန်းရှံလာတယ် ၊နာဆန်းရီနဲ့တောင်ပေါ်ချောင်းပြားထိုးစင်းလာတဲ့ရေတွေပေါင်းစုံပြီးညချောင်းရူမြောင်လက်ထက်တွေအားတစ်စင်းလေကွင်းနေရာလေးဖွေးဖွေးလှုပ်နေပြီးထုံထုံပိတ်တာမကြားလာသေးဘူး။လေကွင်းပြင်တစ်ခုလုံးအရှင်ရက်ကမြသားကပလာခြုံနှွမ်းထားရဲ့လား။စပားကင်းတွေ၊ပြိုကင်းတွေအားလုံးရေအောက်ရောက်ကုန်ပြီးထုံထုံပိတ်တယ်ဆိုတာလေသမားတွေမိုးချကြရဲ့နေုံလာဆန်းလောက်ကစပြီးထုံချရက်ကြနဲ့အနေပိုင်းကိုကျဲခင်းထားခင်နဲ့အမြင်ပိုင်းအချို့ စိုက်ခင်းလောက်ကြရဲကျဲခင်းနေဆိုတာထွန်ရက်ပြီးမူးမမြခင်ပြူစပားတွေကိုကျဲပတ်ထားတဲ့စပားခင်းကျဲခင်းမှလည်းအစူကျင်းနဲ့အချောက်ကျဲရင်လိုရှိသေးတယ်အစူကျဲကြတော့မျိုးစပားကိုအစူဖောက်ပြီးရေဆက်ဆက်မှကျဲရတာအချောက်ကျဲကရေချောက်နေတော့စပားမျိုးစီကိုအချောက်တိုင်းကျဲရခြင်းပဲစိုက်ခင်းကြပြန်တော့ဂုံးဆန်တဲ့ခင်းနှမ်းမြင့်တွေမှာပြူထားတဲ့စပားပြိုးပင်လေးတွေ၄၅ရက်သားအရမှနှုတ်ယူပြီးပြန်ဆိုင်ရတာ ကျေကင်းထက်စိုက်ခင်းရစပားပူပြီးတော့အထွက်တူးတယ်။ဒါပေမဲ့ထုံရဲ့စိုက်ပြိုးစရိတ်ပူကြီးတယ်။ဝေးကိုကြီးတင်ပြန်လာပြီလား။ဟုတ်တယ်ငမိုးကြီး။လေခွင်းနဲ့ရေတွေကြီးနေတော့ကစုံပင်တွေနဲ့မြုပ်ကုန်ပြီ။လက်ပလာပြန်လာရတယ်။ငမိုးကမိုးအေးတာကြောင့်စောင့်ချုံပြီးဒဇံမီကတတွင်တွင်စီးကြနေတဲ့မိုးရေပေါက်တွေကကျွတ်ဆုပ်ဖြစ်လာတဲ့ကိုကြီးတင်တို့သားဖောက်လှမ်းမိခြင်းပဲ။ကိုကြီးတင်ဆိုတာအမှုပညာသမား။စောင်းတဲ့နွေရသေးမှာအော်ဂင်စီရိုတီးဝိုင်းလေးနဲ့ အလူဝဲတွေကိုအငှားလိုက်တယ်။ခုလိုမိုးရသည်မှာတော့ကိုကြီးတင်တို့မိသားစုအလုံးမရှိဘူး။လူရသည်ကစူဆောင်းထားရလေးနဲ့ချွေချွေတာတာစားရတယ်။ဘလို့ပဲချွေတာပါစေ။မိသားစုများတဲ့ကိုကြီးတင်တို့မိသားစုလေကွင်းတကာထွက်ပြီးကစုံရဲ့ခူးကြရတယ်။တနေ့ကွန်ခူးလို့ရတဲ့ကစုံရဲ့တွေကိုအမြန်စီးပြီးသူ့ရဲ့ဇလီမက်နေတဲ့သမီးလေးကရွာရဲ့အပြေးလွှာလှည့်ရောက်ရတယ်။ရွာနဲ့ကစုံရဲ့လှည့်ရောက်ပြီးပြန်လာမှပြေးလွှာချက်ပြုတ်စားတောင်းရတယ်။ပုံမှန်လူတိုင်းအနည်းဆုံး ဒီနေ့ထမင်းသုံးနဲ့စားတတ်ပြီမေကိုကြီးတင်တို့မိသားစုဖို့ညနေမိုးချုံမှ တနက်သာဝဝလင်းလင်းပဲမနေ့ပိုင်းမှာထမင်းကြမ်းကြမ်းရေနပိရေနဲ့ဖြစ်တယ်လို့နေဖက်စားမကြမ်းရင်ရေတော့လေကွင်းတကတနေကုန်ကစုံရဲ့ရှာကူးနေစာတူကနေစဉ်ကြုံရတဲ့မအောင်မြင်တဲ့အမှုပညာသမားခြေကံလူရန်စားတို့ရဲ့အဖြစ်သားကြီးနေရစီတူတီသားငယ်ကောင်ဝါလက်ခုတ်တီဇနီးနဲ့တမီးရတချင်းစုသူကိုယ်ရန်ရအောင်ခင်တီမိသားစုတီးဝိုင်းလေးပေါ့ ိုးဖြန်ဖြန်ကြတော့အလူတန်းပွင့်လန်းမရှိတော့လေလေခိုင်းတဲ့လေမလုတ်စားတဲ့မလုတ်စားနိုင်တော့အလကားရှာတဲ့ကစွန်းရွက်ပဲလေခွင်းတကလှည့်ခူးရတယ်ငမူးတက်မှချရင်သူ့เจ้าသူပြန်တွေးမိတယ်ငမူးကလည်းကိုရီးတင်တို့နဲ့ထူးမခြားတာပွင့်လင်းကာလတွေမှာဇန်နောက်ဆိုင်နောက်လိုက်ပြီးသူ့တက်ကျွမ်းတဲ့အမှုပညာနဲ့ဖက်ခွက်စားလိုပဲခေါ်ခေါ်လေတကာလှည့်ပြီးအတုံးတော်ခင်ရတဲ့သဘင်တဲ့ဘဝငမူကပြန့်ဆက်စာရေးเสียပြန့်ဆက်တပုတ်ရှိငွေလေးအချို့ရတယ် အမင်းရင်းရတာတော့မဟုတ်တခါတည်းရမေသူလိုက်ပါရဆက်အဖွဲမှာကြာရအောင်လုပ်ရတယ်တခါတခါပြန်ဆက်ရေးစရာဒရိုက်တာတခါတခါပြန်ဆက်အိုပရာနဲ့နောက်ပိုင်းဇက်တော်တွေမှာပါဝင်ကပြရတယ်လူအဲ့လူရှင်တော်လေးလုပ်ရတယ်ငမိုးရဲ့ပြက်ဟန်အတီးပြက်ဖြစ်တယ်သူလူရှင်တော်မလုပ်ချင်ပေမဲ့သမီးရှင်အလိုကြငင်းလို့မရဘိုးလေးကုံစားတရင်ကျလှဆုပ်ဆိုရင်ငမိုးတို့ဖို့လေဦးစားဆိုတဲ့ကာလ ကထင်ရသည်ဖြင့်လို့ပွေးလိုက်ရပြီအရိယာစခွာရီစုဘူတန်လေးတန်ကြားရတဲ့မယုံလာဆန်းဆိုရင်တော့စက္ကန်းကွဲပြီတနွေလုံးစူဆောင်းထားတဲ့ပစံလေးနဲ့တမူးခူရော့ပဲလေလုတ်သူလုတ်လေလိုက်သူလိုက်ကောက်ဆိုင်သူဆိုင်ဈေးရောက်သူကဈေးရောက်အရင်ဒီအလုတ်ကိုင်းစူဆောင်းမရှိသူတွေကတော့စက်ပိုင်ရှင်တန်းကျူသုံးငွေထုတ်ပေါ်ကျူသုံးယူထားတော့ရိယာတီပွဲချင်ရပြီမဲ့အကျွေးနှုတ်ခံရတော့စူဆောင်းမိတာမရှိဘူး တန်တရာလဲနေတယ်။ငမိုးလေးဒီပုတ်ထင်းကဒီပဲပါပဲ။တရာရဲ့မကျမ်းမာတဲ့အမေအိုပြုစုရင်မိုးခါဘယ်မှာကြိုးသုံးမထုတ်ပဲနေနိုင်ပါမလဲ။ငမိုးကဆက်စားရေးကပြစူပြအလွဲလို့တမွေးပညာမတက်လေတဲ့အလုံးလုတ်တက်ပြီမေ။နှလုံးရောဂါတည်မှု အကျန်းအပူအေးအေးတန်မခံနိုင်။ခုလေးမိုးကကောင်းတော့တော့ခြေကံကြုံးမွေးဘဝတောကဖားရတဲ့ဘုကမလွတ်နိုင်။ရွေးရစူဆောင်းထားတာလေးကအမေကိုစေးဖို့နဲ့ တာမီစားဖို့တတိတိနဲလာပြီတာတာယာယာရှိတဲ့နေ့တွေဆိုရင် ကိုကြီးတင်တို့တာဖာနဲ့ကစုံရဲ့ခုလိုက်တယ်ငမူးကိုယ်တိုင်လိုက်မရောရဘူးကိုကြီးတင်တို့မက်နီတို့တာမီရအယောင်းသမားပြန်လာတော့ဈေးသုံးလေးမျှပေးတယ်နဲတာများတာငမူးမဆိုရှားသလောက်နဲ့ကြည်နဲ့တယ်ဘဝမရှိပေမဲ့တခါတလေစိတ်ကြည်နဲ့ပျော်ရွှင်စရာရှောင်းရဲလွယ်ခြင်းကမင်္ဂလာဖြစ်တယ်လို့ဗုဒ္ဓအဟောမှာရှိတယ်ဟုတ်ပေတယ်ရှားတာနဲ့မရောရင်းနိုင်တဲ့လောဘကြောင့် လူလောကကြီးမှာဒေါသတွေဖြစ်ကြတယ်။အမုန်းတွေအာဃာတတွေမစ္စရိယတွေနဲ့ပူလောင်နေကြတယ်။ဒီနေရာမှာအချို့ကဇောရကတက်ကြမယ်။ရှားသနောက်နဲ့ကြည်နဲ့ရောင်ရဲနေဘေးမှာကြီးပွားတိုးတက်မလဲလို့ဆိုကြမယ်ထင်တယ်။မြတ်စွာဘုရားမြစ်စီမပฏิပဒါအလေအလဲကျင့်ကိုလမ်းပြတော်မူခဲ့တယ်။လူတွေဘဝတိုးတက်ဖို့လောဘမထားရဘူးလို့မဆိုလို့တင့်တင့်နဲ့အလိုလောဘနဲ့မိမိရဲ့ကြီးပွားရာကိုလှုပ်ဆောင်ရမယ်။ညွန်ကဲလောဘဝိသမမဖြစ်ဖို့ပဲလို့တယ်။ တကယ်ပဲမိမိစူးစမ်းလျက်မရခဲ့တဲ့အဖြစ်ပေါ်မရလိုက်လေခြင်းလို့ပူပန်ခြင်းမရှိမိမိရတာနဲ့ကျင့်နေတဲ့စိတ်ဖြစ်ဖို့ပဲဒီလိုစိတ်မျိုးကဘဝကိုအေးချမ်းတဲ့စိတ်ဖြစ်စေတယ်။ငမိုးကအမှုပညာသမားတယောက်ဖြစ်တယ်လို့ဘာသာတရားလေးကိုင်းဆိုင်နေမိမိကိုယ်ကျိုးအတွက်တပါးသူမျက်ရည်မကျစေရ။တမန်အာစီဝအလုံးနဲ့အသက်မွေးတယ်။မတော်လောဘလည်းမဖြစ်ရတာလေးနဲ့သားမီချိုးချံချွေတာသုံးတယ်။တိုက်ကြီးနဲ့ကောင်းစားကားစီးပြီးစိန်ခံလူစိန်လည်းမဖြစ် သူရှာဖွေလို့ရတဲ့ညကြီးသူ့နှောင်းကကျွေးနေစာနဲ့ဘဝကိုတင်းတင်းမြတ်တအောင်နေတယ်မရှိခြင်းကြောင့်တောင်းတမှုအပူလောင်မခံတတ်သူတကြက်ရှိရင်တပဲလှူတယ်ဘလို့ပဲဆိုစီသူတို့ကိုကြီးတင်လို့ဘဝစင်းရဲနှုတ်ကြတယ်ဒါပေမဲ့စိတ်မစင်းရဲကြဘူးလက်ရှိဘဝမှာပျော်အောင်နေတတ်တယ်ဒါအလင်းလောကမှာချမ်းသာခြင်းတမျိုးပဲမို့လားလာငမိုးကြီးထမင်းတခါရဲ့ဝင်းစားညနေခင်းမိုးလေးပါတဲ့ချိန်ငမိုးကိုကြီးတင်လို့အိမ်ကိုရောက်ခဲ့တယ် နေစဉ်လိုညနေတိုင်းကိုကြီးတင်တို့အိမ်မှာတချင်းနှွေးနေကြနေပါစီစားကြပါကလေးတွေဝဝလင်လင်ကြွေးပါကိုကြီးတင်တို့ကထမင်းဝိုင်းဖွဲ့ပြီးပလုတ်ပလောင်စားရင်ငမိုးထမင်းစားဖို့ခေါ်တယ်လာပါဟေဒီညနေစံတပီအောင်ချက်တာနေလျာကိုင်းတံဝါနှလုံးခုတ်ရောက်လိုက်တာငားများတယ်ငားများကိုင်းထောင်ဖို့ကိုင်းတံဝါဖြစ်တယ်စက်တရေတော့ငပိရေနဲ့လေဘရူကညွွှတ်ကစုံရပြုတ်တုစံနဲ့မြိမ့်ပါတယ်လာဟေမဏိယအတင်းခေါ်တယ် သူတို့ထမင်းဝဲရစက်တည်ရတို့ကရှောင်းရွက်နဲ့တင်းတင်းရငပိရင်နဲ့မှုမှုရငမိုးတေးကြလာတယ်မငင်းတော့ထမင်းဝိုင်းဝင်ပြီးစားပြစ်တော်တယ်ငမိုးကစက်တည်ရတို့ကိုအလွန်ကြိုက်တယ်စက်တည်ရဆိုလို့စက်တည်ရစစ်တော်မဟုတ်ဘူးနွားတေးကိုမိဖို့ပြုတ်ပြီးတော့ပပလေးလေးစီချက်ပေးမှုရှောင်းရွက်နုနုကိုမြင်မြင်လေးပြီးတော့တုတ်ထားတာတကယ်စက်တည်ရဘယ်မှာရနိုင်မှာလဲအငွေထောင်းထောင်းထနေရဲ့ငစင်ရိုင်းငပိရကျိုးငါမိဖို့ပြည့်ပြည့်မြို့သီးအကျဉ်မှုများများနဲ့ လေဘရူကစုံရဲ့ပြုတ်တို့စရာခေါင်းမဖော်ခြင်းအောင်မြိန်လာတယ်။သမင်းစားပြီးရဲ့ချင်းကိုကြီးတရားအိုကင်နာထံပြီးတည်တယ်။ငမို့စားလေစားဆူလဲဆူဒီမှာမင်းကြိုက်တဲ့စက်တီရဲ့တော့ရင်နွေးပူပူနဲ့လိုက်တယ်။ကိုကြီးတရားငမို့ရှိစက်တီရဲ့တော့ပကံနဲ့ရင်နွေးချမ်းပကံချပီးရင်ပြောတယ်။ကိုကြီးတင်ဘိုင်းနေသွားပြီ။လောက်ပြာတချင်းလေးတီးပြီးငဲကောင်လာကွာမင်းကစီလူရိုက်ပြီ။ကိုကြီးတင်သားငဲကောင်ကငမို့ကိုကြည့်ရေးပြီးစီလူတလုံးမှပြီးတော့ ကိုကြီးမဒီမှာကြည့်ချာတိတ်ပြတဲ့စီတို့မှာကြက်ထားရဲ့တည်ရင်မရှိတော့ဘူးအချားစီတို့အကြီးအသေးညလုံးဝေ့ကြည့်တော့တလုံးမှာတည်ရင်ကြက်ထားမရှိတော့ငမူးနားမလဲစွာ ကိုကြီးတင်ကိုလှမ်းကြည့်တော့ကိုကြီးတင်ကခေါင်းငုံပြီးစင်းလေးကိုပဲရှဲကနေဖွာနေတယ်သူအကြည့်ရရဒေရှိငပြောပင်ကငပြောလက်ပေါ်မှာနားပြီးတကြီးကြီးအော်မြင်နေတဲ့ငှက်ကလေးကိုဒိဗင်ပဲငေးနေတယ်ကိုကြီးတင်စီတို့ငမူးစကားမဆက်ခင်ကိုကြီးတင်လက်ကပြပြီး ။ငမို့ကဘာမီးလောင်တားအောင်ချနေနဲ့မင်းကြားဘူးပါလေ။ငါ့ကိုမင်းတေးပေါ်အေးတေးနားစားအောက်တန်းစားလို့ပြောချင်ပြောတော့ငါညီ။ငါတို့မိသားစုကိုထမင်းရှာကျွေးနေတယ်။ဒီဘုံတွေကတေးတွေကိုခွာပြီးမစားထိုက်ပါဘူး။ဒါပေမဲ့ကိုကြီးတင်စကားထက်မဆက်ဘူး။သူ့ရဲ့မျက်ဝန်းမှာမျက်ရည်ကြီးတွေရစ်တွဲနေတယ်။ငမို့ကိုကြီးတင်ကိုတွေ့တွေ့ငင်းငင်းကြည့်မိတယ်။ဘူဝကောင်ရေးရကြည့်။ငါဒီကလေးတုံးနေ ထမင်းနဲ့ကြော်ကြဲပေါင်းများပြီးငမူမတက်သားတို့ပါကွာငါတို့ဘဝတွေကိုဘသူနားလည်နိုင်မလဲဘသူစာနာကြမလဲမစားသင့်ပေမဲ့ငါသားသမီးတွေငက်နေတာငါဘလို့ကြည့်ရမလဲငါတီတို့ကတရေတွေခွာပြီးဝမ်းရည်ဖြည့်ရှင်းခဲ့ရတယ်ငါညီမင်းကိုတရေနားစားအောက်တန်းစားကြီးဖက်ခွက်စားကြီးပါကွာငမူကိုကြီးတင်ရဲ့စကားတွေကိုမကြားတဲ့ချက်ကြားတဲ့ချက်သူ့မြေရှက်နှစ်သက်ခဲ့ ဆက်တည်ရေတော့ကိုကြီးတင်တို့အရာဆက်တည်ရေတော့ဒါရီအားလုံးကငမူကောင်းနေချာချာလဲလာတယ်သူရဲ့နားမှာတည်နားစားဆိုတဲ့စကားတန်ပဲ့တင်နေတယ်ကိုကြီးတင်ရဖက်ခွက်စားလို့အများသမုတ်ကြသလိုအောက်တန်းကြလီရော့သလားပြီးတော့ तू ကတည်ပေါ်အိတ်တည်နားစားရင်လားစာနာချင်းကင်းတဲ့လူတွေကြားမှာတော့ကိုကြီးတင်ရနှကောင်းရှုံစရာဖြစ်ကောင်းဖြစ်မယ်ထင်ပါရဲ့လောကမှာဘယ်ညာမှတူညီမျှတမနေဘူး ချမ်းသာသူစင်းရဲသူရုပ်ချောသူရုပ်ဆိုးသူကျမ်းမာသူယောဂထူးသူတက်ရှိသူအသက်တူးသူအယံမြင့်သူအယံနှိမ့်သူဆိုပြီးရှိကြ යි ချုံမောသူဟာရုပ်ဆိုးသူထင်သေးစရာမဟုတ်ချမ်းသာသူဟာစင်းရဲသူစင်းရဲလေခြင်းနှိမ့်ချလေခြင်းလို့ထင်သေးစရာမဟုတ်မိမိသာသူ့နေရာမှာစူရင်းဆိုရဲကိုချင်းစာစိတ်လေးထားနိုင်ရင်ထားနိုင်တဲ့နောက်လူလောကကြီးကလှပနေနိုင်မယ်ကိုကြီးတင်နေရာမှာစူရင်းလို့ ငမူးတွေးမိတယ်။လောကမှာမတက်သားလို့သာပေါ့။ဘသူအမများသားကောင်ချနှင်းကျင်ပါလေ။ကိုကြီးတင်တို့ဘဝငမူးတို့ဘဝအပြင်းအကျင်းစိတ်ပြက်စရာဖြစ်ရင်ဖြစ်မယ်။ဒါပေမဲ့သူတို့ရဲ့ရှင်နေကိုစီမှာသူအကျိုးလိုလားတဲ့မေတ္တာတရားစာနာကျင်နာတတ်တဲ့ဂယုနာတရားသူတစ်ပါးကောင်းစားတဲ့အဖြစ်ကိုကြည်ပြီးကြည်နူးတတ်တဲ့မူရိတာတရားတွေရှိနေတယ်။ဒီအကြောင်းချင်းရရပဲတကယ်အေးချမ်းခြင်းအစစ်မို့လား။ ကိုကြီးတင်ရတည်နာစားခဲ့တယ်။ဒါပေမဲ့ကိုကြီးတင်တည်နာစားမဟုတ်ပြန်ဘူး။ဘာကြောင့်လဲဆိုတော့တည်နာစားလို့စိတ်ကသူ့ရင်မှာမှမရှိတာ။စိတ်ကသာအဓိကမို့လား။ကြည်စမ်းမိုးကတဲတဲမေမေရွာပြန်ရော။ဒီတိုင်းဆိုမနေ့ပြန်ကိုကြီးတင်တို့တားပါကစွန်းရဲ့ကူးထွက်မဲ့လဲတော်ကြီးကကြေးဖောင်ဖောင်ဖြစ်နေရောမင်း။ဒါဆိုကိုကြီးတင်သူ့မိမနဲ့သူ့ကလေးတွေထမင်းစားရဖို့ငါးများတဲ့တချောင်းနဲ့ငါးများထွက်လိမ့်မလား။ဒါမှမဟုတ် ခယူကောက်ပဲထွက်မလားငမိုးမတွေးတဲ့မနေ့ပြန်နေလေးပွင့်ရင်တော့ကိုကြီးတင်တို့သားဖားနေတူကစွန်းရဲ့ခုဖြစ်ဖြစ်ခယူကောက်ဖြစ်ဖြစ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်မိုးကပူနို့တင်းလိုက်ငမိုးအချမ်းရည်ပူပူမှုတ်တော့ရင်စက်တီရီတုတ်တစွန်းကိုခက်ပြီးကျွန်တော်နားလဲပါလေကိုကြီးတင်ကျွန်တော်တို့ဘဝတွေကခားတယ်ဗျာပြောရင်ရှိမိတယ်ဟဲ့ကောင်ဘာရှိတာတော့ငါလောင်မြနေသလားငမိုးရဟုတ်တယ်မဟုတ်ဘူးဗျငမိုး မင်းယူသွားပြီလားမဟုတ်ဘူးဟုတ်တယ်နဲ့ငမိုးကကိုကြီးတင်လက်ထက်ကစိနေတူယူပြီးရှဲကနေနေအောင်ဖွာတယ်ပြီးတော့မှမိခိုးငွေတွေကိုအပါတရားမှုတ်ထုတ်ပြီးဟုတ်တယ်ဆိုတာလောင်ပြီးတော့ရှင်းလိုက်တာမဟုတ်ဘူးဆိုတာကိုကြီးတင်ကိုလောင်တာမဟုတ်ဘူးကျွန်တော်တို့အခြေခံလူဒန်းစားအမှုပညာသမားတွေရဲ့ဘဝညီနေညာလှန်ဆိုင်တဲ့လောကရန်တရားကိုလောင်တာဗျကိုကြီးတင်စဉ်းစားကြည့်စမ်းပါကျွန်တော်တို့အမှုပညာသမားတွေတစ်ဆောင်းလုံးတစ်ຫນွေလုံး ဘဝအမောဖြည့်ခြင်းကြသူတွေကိုကိုတက်တဲ့အမှုပညာနဲ့သုံးခံခဲ့ကြတယ်။ငိုပြရီပြစူပြခဲ့ရတာမောလို့အဲဒီအတွက်မိုးတွင်တရားသီစာအတွက်ထမင်းဝါမရခဲ့ဘူး။ကျွန်တော်တို့ဘဝတွေကိုကြီးတင်ကိုယ်တိုင်လက်တွေ့ခံစားနေရတာပဲ။မအောင်မြင်တဲ့ကျွန်တော်တို့နှိမ်ကျင်ကြတယ်။တချို့များချိုးချိုးနှိမ်နေဖက်ခွက်စားတဲ့ပြောရကြတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီဂီတဒီအမှုပညာကိုမစွန့်လွတ်နိုင်ဘူး။အမှုပညာသမား အမှုပညာကိုအသက်လူခုံမင်းတတ်သူတွေခုကျွန်တော်တို့ရဲ့ဘဝတွေကိုဘသူကစာနာကြလို့လဲသိနေမသိကြအောင်သိကျင်မှလည်းမဟုတ်ဘူးမိအောင်ဆုံးစင်တော်ဘဝနေသုံးခန်းနေကြရင်ကျွန်တော်တို့ရဲ့ကားလေးနောက်ွယ်ရဘဝတွေကိုဘသူမြင်မလဲဒီလိုပဲတမန်အာစီဝလောက်ကန်စားတောက်နေရဲ့ကျွန်တော်တို့လိုလူတွေတွေမဟုတ်ဘူးလောကနဲ့တရား၈ပါးအောင်ဘယ်မှာအကောင်း၄ပါးပဲအလှည့်ပေးလို့လဲအစိုး၄ပါးကိုပဲစုချနေရမို့လားဒီနောကနဲ့အစိုး၄ပါးကြောင့် ရိုးသားရဲ့ကျွန်တော်စက်သမိုင်းရစိတ်ချကြမသွားဘူးလောကဓာတ်ကိုဟားတိုက်စိန်ခေါ်လိုက်တာဗျ။အိုးငမိုးရငှညင်းနေပြန်စက်ရေးစရာပိတပါပြီလေ။ပြင်မာတော့မိုးကလုံးဝဆဲသွားပြီ။ညမောင်ကအစာပြိုးလာပြီမို့မဏီယာမိခွက်ကိုထွန်းလိုက်ပြီးမိခွက်မိစာမှိုင်းသီးတွေကိုလက်နဲ့ချွေနေတယ်။မှိုင်းသီးတွေကြွေသွားတော့မိခွက်ကအနေငယ်ပူလင်းလာတယ်။အလင်းရောင်ပြပြအောက်မှာမဏီပြုံးလို့သူလဲလောကဓာတ်ကို မထီးသလိုပါပဲလား။ငမူးမျောလင့်သလိုမနှက်ခင်းနေကြည်နုနုဟာဖြာကျနေတယ်။ငားရက်လောက်နေမမြင်ရအောင်ရွာထားရင်မို့အနာယူအောင်မေပုံ။နေရောင်မြင်ရပြီမို့ပဝင်းကျင်လောကတန်ရှင်းလက်ဆက်ဝင်းပနေတယ်။မနေ့ကရွာထားရင်မို့ကြောင့်ဒီရှိလမ်းမပေါ်ရေတွေလွှမ်းနေတယ်။ဒီလိုဆိုရင်ရွာပြန်လေခွင်းကျည်ကြီးမှာပင်လေပြင်းနဲ့မချရှိတော့မေ။ဝေးငမူးမြို့ကိုကြီးတဲ့လာပြီဗျ။ငမူးပလန်းဝင်ရပြီးတင်ရှိကိုထွက်လာတယ်။ ကိုကြီးတင်တို့သားဖလမ်းဘေးရှင်မြောင်းထဲမှာပြင်ပုံလှေလေးနဲ့တွေ့ရတယ်။ကိုကြီးတင်လှေလေးပါရင်နဲ့ပါလား။တင်ဟုတ်နေပါလား။အေးလှဆောင်ကသူ့လေးပေးစီထား။အလကားတော့မဟုတ်ဘူးခ။ကစွန်းရွက်နဲ့ခရူဟင်းစားပေးရမှာ။ငမိုးလှေပေါ်တက်လိုက်ပြီးဒီနေ့ကစွန်းရွက်ခုပဲလား။ရေရွေကြီးနေရအစဉ်ပြေပါမလား။ကိုကြီးတင်ကထိုးဝါနဲ့လှေကိုနောက်ဆုပ်ရင်ပန်းကြိုင်တာဆောင်ကပြိုက်တော့ပတ်သွားမယ်။အဲ့ဒီဘက်မှာကစွန်းတော့ရှိတယ်။တာဆောင်ဆိုတော့ခရူလေးရမယ်။ ပန်းကြိုင်တာကိုရွာနေနှစ်နာရီတာတာမနာနဲ့လှော်ခတ်ခဲ့တယ်။ပန်းကြိုင်တာဆောင်ကိုရောက်တော့ကိုွေးတင်ပြောသလိုကြိုက်တော့ထူထူထဲမှာလေကစွန်းအညွတ်နီးရဲရဲတွေကတလူလူတလွင်လွင်ကဲတာတာဘောကနေငားမြကွာဖေးနဲ့မင်းကိုငမိုးကစွန်းရဲ့ခူရင်ခယူးကောင်းမယ်ဟုတ်ပြီကစွန်းရဲ့ပေါ်သလိုရေဆက်ဆက်တာဆောင်မှာလေခယူးတွေနဲ့ကောက်မနေအောင်ရှာတယ်ကိုွေးတင်တားလေးရလေငားမြတစ်ချောင်းနဲ့ငားတစ်ကောင်မီးတစ်ကောင်ရှာတာတွေ့တော့ ငမိုးတရေတောင်တီးတော်တယ်။ဟေးမင်းတို့ဘယ်ရလဲ။ပစွန်ရွက်တီစီ စိတ်အာယုံရောက်နေရဲ့ငမိုးနဲ့ကိုကြီးတင်တန်ကြားမှသတိဝင်ပြီးတာပေါ်ကိုကြည့်တော့ငှက်ကြီးအောင်ဓာတဝင်းဝင်းနဲ့လူငါးယောက်ကိုတွေ့ရတယ်။မင်းတို့တက်ခဲ့စမ်းမင်းတို့အင်းထဲမှာငားလာခိုးတဲ့ကောင်းနေမို့လား။ဗျာမဟုတ်ပါဘူး။ကျွန်တော်တို့ကစွန်ရွက်ငမိုးစကားတော့မဆုံးလိုက်ဘူး။လူအုပ်ထင်းကတယောက်ကငမိုးနေရင်ကိုအားပါပါဖြင့်ရိုက်လိုက်လို့ငမိုးမျက်လုံးနဲ့ကျေရွင်လာပြီပေါ်ကုန်တယ် ကိုကြီးတင်ကိုလည်းတခြားတယောက်က ပြေးကန်တာတွေ့ရတယ်။လေပါတိမ့်စံမလုပ်ပါနဲ့ဗျာ။ကျွန်တော်တို့ကစုံရလာခူးတာပါ။လေရသူများစီကငှားလာတာပါ။ဟေးဒီကဟိုစက်ဖွဲ့တွေကအငုံမင်းသားမို့လား။တယောက်ကပြောတာကြောင့်အခြားလူတွေပါငမိုးမှတ်မိသွားပြီးလေကိုလည်းမသိလူကိုလည်းထပ်မရိုက်တော့ပဲပြန်လှုပ်လိုက်ကြလို့ငမိုးတို့တဝဝရှူရဲတော့တယ်။ငမိုးစားဟဲ့စက်တီးရုံလေးကောင်းပါလေ။ကောင်းပါလေမနေရဲ့။ ကျွန်တော်ပါရင်တွေနားနေတော့တိတ်မဝါနိုင်ဘူးကိုကြီးတင်ရငမိုးကယူနာတက်တဲ့မျက်ဝန်းနဲ့ကြည့်နေတယ်ကိုကြီးတင်ရင်ထဲမှာငိုနေတာငမိုးတိတာပေါ့မနေ့စက်တီရမကုန်သေးဘူးလားဗျာဒီတစ်ချက်အကုန်မဲငါမောင်းနောက်နေစားကျင်နေဆိုလည်းမရှိတော့ငမိုးနဲ့ကိုကြီးတင်စက်တီရတော့ကိုမြည်လိုက်အကျန်းရီပူပူတောက်လိုက်နဲ့စကားမပြောဖြစ်ကြဘူးသူတို့ကတည်နာစားနေကြသူတွေပါတလန်လေးရဒီမှာပဲပြီးဆုံးသွားပါပြီ။ နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်